အာရိုဆိုရရဲ့နောက်ဆုံးနေ့တွေရေတွက်ဖို့ပဲရှိတော့မယ်လို့တွန်းတဲ့ထရန့်ကပြောတာပါလေ။တမထရန့်ဟာဗင်ဇရတ်တမမာရိုရဲ့အုပ်ချုပ်မှုဟာအဆုံးသတ်တော့မယ်လို့ဒိဗ်ဘယ်ဘာပြောလာပါလေ။မကြာသေးမီက60 minutes interview မှာမာရိုရဲ့အနာဂတ်ကြောင့်မေးရမှာထရန့်ကဒီလိုယုံကြည်မှုရှိရှိဖြေကြားခဲ့တာဖြစ်ပါလေ။မေဂန်ပြောင်စုဟာဗင်နီဇွဲလားနဲ့စစ်ပွဲအတွက်ပြင်ဆင်နေခြင်းမဟုတ်တော့ညာလည်းပဲနိုင်ငံတကာဖိအားတွေမြင့်တက်လာခြင်းနဲ့အမေရိကန်ကဆက်လက်ပြုလုပ်နေတဲ့ပိတ်ဆို့မှုကြောင့် မာဒူရိုရဲ့အာဏာချုပ်ကန်မှုအားနည်းလာတယ်လို့အင်ဖြူတော်ကယုံကြည်ကြောင်းထရန့်ကရှင်းပါတယ်။တဖက်မှာအမေရိကန်ရဲ့စီးရင်နေထိုင်ဖို့တည်တာမြင့်တက်လိုက်တဲ့အခါမီနီဇွဲလာဟာရုရှားလို back m2e မြေပြင်မှာဝေဟိပစ်တုံးကြီးစနစ်ကိုမြို့တော်ကာရာကတ်နောက်ဘက်မှာတိုက်ပွဲအတွက်အသွင်နေထိုင်ရှိခဲ့ကြောင်းတည်တဲ့ဗီဒီယိုမှာတည်ပြပါတယ်။ဒီတဖက်မှာနိုင်ငံရဲ့အလွာလိုက်လေကြောင်းကာကွယ်ရေးကိုယ်ရဲ့ကိုအားကောင်းစေမှာဖြစ်ပါတယ်။ ။လေရင်နေခရစ်တောင်းကျင်နေရွှေဗီများနဲ့လမ်းညွန့်လက်နက်တွေကို45ကီလိုမီတာထက်နဲ့25ကီလိုမီတာအမြင့်မှာကြားဖြတ်နိုင်စွမ်းရှိပြီးဒေသတွင်းပြိပကတွေမှာ F35 F15 E နဲ့ Tomahawk တုံးကြီးကဲ့သို့မိုင်ကလက်နက်တွေကိုအဲ့ဒီတုံးကြီးကတိုက်ရိုက်ဆင်ခွန်နိုင်တယ်လို့လေလာသူတွေကပြောပါတယ်။တာဟာဘီနီဇိုလာရဲ့ NSS area deny A280 ဆွေးရီကိုဖိနှိပ်နေပြီ။အမေရိကန်လေကြောင်းစစ်စင်ရေးကိုရှုတ်ခွေးစေပြီးတော့ အနီးအနားရှိစကမ်းများမှာစောင့်ကြည့်လျင်နေတိုးမြင့်ပြန့်တန်းစေကြောင်းကာကွယ်ရေးပညာရှင်တွေကသတိပေးထားပါတယ်။သမ္မတထရန့်ကမာဒူရဲ့နောက်ဆုံးရင်းနှီးတွေရေတွက်ရတော့မယ်လို့ပြောလာတဲ့အခါမှာတော့မာဒူတယောက်ကတော့တုံ့လောက်လာပြီဖြစ်ပါတယ်။သမ္မတထရန့်ကတနေ့ကပဲမိမိအနေနဲ့ဗင်နီဇွဲလားကိုစစ်မတိုက်ဘူးလို့ပြောပေမဲ့အခုခါမာလူနော်ဆွန်နီတွေရေတွက်ကောင်းလို့ပြောလာပါတယ် စစ်ဖြစ်မယ်လို့မျှော်လင့်ထားမယ်ဗီနီဇွဲလားဟာအမေရိကန်ပေါ်ဆူဆူဝါပြမှုဆက်ဆံထားတာတွေရှိတယ်လို့ဖြေဆိုသွားပါတယ်။မွေးရေးစေဝါနေနေနဲ့ပတ်သက်လို့ကံရုံးတဲ့ရေးပြမှာသမကဗီနီဇွဲလားနိုင်ငံရဲ့အထိတိုက်ခိုက်မှုတွေလို့ပြောစင်စင်ထားတယ်ဆိုတာဟောက်မန်ပါသတင်းတော်တွေရဲ့မေးခွန်းတော့ထရန့်ကအတိအကျပြောခြင်းမရှိပဲစစ်ပွဲနဲ့ပတ်သက်လို့သတင်းတော်ကိုပြောပြနေမှာမဟုတ်ဘူးလို့ပြီးတော့ဖြေသွားပါတယ်။အဲ့ဒီလိုမျိုးဗီနီဇွဲလားပေါ် အမေရိကန်ရဲ့အနီးကပ်ဖိအားပေးနေတဲ့ကိစ္စကြီးကိုစောင့်ကြည့်နေတယ်လို့ရုရှားပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကဆိုပါတယ်ဒီမီထရီပက်စကော့ကနိုဝင်ဘာလ3ရက်နေ့ဒင်းစာရှင်းပွဲမှာပြောတာပါအမေရိကန်ရဲ့ဖိအားပေးမှုကိုရင်ဆိုင်ဖို့တရုတ်အီရန်နဲ့ရုရှားနိုင်ငံစီကနေလေကြောင်းရဲ့ကောက်ကွယ်စနစ်တွေဒုံးကြီးတွေရေဒါတွေတိုက်လေနေနဲ့စစ်လက်နက်ခရဲနဲ့ကူညီပေးပါဆိုပြီးဗီနီဇွဲလာကောက်ဆောင်မန်ဒူရိုကလည်းတောင်းဆိုထားတဲ့ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးရုရှားသတင်းထံတွေရဲ့အမေကိုဒီမီထရီပက်စကော့ကဖြေသွားတာပါ မာဒူတောင်ဆွကြပေါ်ရုရှားဆိုရကဘလူးတုတ်မြက်လည်းမီတော့ရှင်းရှင်းလင်းလင်းဖြစ်မှုသွားပဲခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့လားဖြေသွားပါလိမ့်။လိုအပ်ရင်တော့လိုအပ်တယ်လို့ဗီနီဇွဲလာအနေနဲ့ဗီနီဇွဲလာကိုကူဖို့ကတော့ဒါဟာတမရပူတင်ရဲ့သဘောထားပဲဆိုပြီးတော့သူကပြောသွားပါလိမ့်။မာဒူကတော့ပူတင်ကိုလက်နက်တွေပေးပါဆိုပြီးတောင်းပန်နေကြောင်းသိရပါလိမ့်။ နောက်ပြင်လက်ရှိဗင်နီဇိုလားကမ်းရိုးတန်းမှာကမ္ဘာအကြီးဆုံးလိင်နေသင်းမောကြီးဖြစ်တဲ့ American US Travel Fund နဲ့တူစစ်သင်းမောအနည်းဆုံး၁၀စီးလောက်ရောက်ရှိနေပြီဆိုပြီးတော့သူကပူတင်ကိုရှင်းပြပါတယ်။ဒါအပြင် American Heart Sniper Scout တွေ Data Force တွေနဲ့အထူး Navy SEAL တစ်ဖက်တောင်းမှဆေးလွှတ်ထားတယ်လို့ဆိုပါတယ်။ American F-35 Fighter Jet တွေနဲ့ B-2 မဟာဗျူဟာမျိုးဘုံရက်လီယင်ကြီးတွေလည်းမကြာခဏပြန်တန်းနေတာဖြစ်ပါတယ်။ ်အမေရိကန်အနိုင်ပိုင်းတွေမှာဗင်နီဇွဲလားနိုင်ငံတွေရှိစီးရဲဆောင်တွေကို ပြစ်ခတ်ဖို့အစဉ်အသင်းအနေထားပြင်ဆင်ထားပြီးဖြစ်တာကြောင့်မာဒူရိုဟာပူတင်ကိုတောင်းပန်နေရတာဖြစ်ပါလေ။ဒါဟာမာဒူရိုအတွက်တော့ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာချိန်ချောက်မှုဖြစ်ပါလေ။အရင်အမေရိကန်ဆိုးရဆက်ဆက်ကမာဒူရိုကိုအလောက်ထိချိန်ချောက်မှုမရှိခဲ့ဘဲနဲ့သမ္မတထရန့်ကသူ့ရဲ့ဒုတိယမြောက်သက်တမ်းတွေမှာတော်တော်လေးကိုချိန်ချောက်လာတာဖြစ်ပါလေ။ American Venezuela နိုင်ငံတွေမှာရှိတဲ့စစ်လေတိုက်အခြေစိုက်စခန်းတွေ ်မွေးရကြံပတ်အသုံးပြုနေတဲ့စိတ်ကန်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်ပြီးတော့မွေးကိုင်းကောင်းဆောင်တွေကိုရက်ပိုင်းနိုင်ပိုင်းတွင်ကုန်းလေးတိုက်ခိုက်ခြင်းနဲ့ရှင်းလင်းတော့မယ်ဆိုပြီးသတင်းတွေထွက်နေတဲ့အတွက်ကြောင့်ဗီနီဇွဲလားနိုင်ငံတွင်းမှာအော်အော်တောင်းနေဖြစ်နေတာပဲဖြစ်ပါတယ်။နောက်သတင်းတစ်ပုတ်ပြောချင်ပါတယ်။နိုင်ဂျီးရီးယားနိုင်ငံမှာခရီးယန်ဘာသာဝင်တွေလူမျိုးသုံးသပ်မှုတွေရှိနေလို့စည်ရေးရရေးယူနိုင်တယ်ဆိုပြီးထွန်းကပြောလာပါတယ်။ နိုင်ငံရေးနိုင်ငံပါနေတဲ့မှာခရီးရန်တွေကိုလူမျိုးသုံးသဖြင့်မှုတွေရှိနေပြီးမေဂန်ကိုတိုင်းလေကြောင်းတက်ခတ်မှုနဲ့တုံ့ပြန်လာလာကြောင်းတမန်ထံကချင်းချောက်ပါတယ်။နိုင်ဂျီးရီးယားဆူယန်ကတော့ပြည်တွင်းမှာလူမျိုးသုံးသဖြင့်မှုတွေရှိတယ်ဆိုတဲ့သတင်းတွေငင်းဆန်နေပါတယ်။နိုင်ဂျီးရီးယားမှာဆူယန်ကိုစန့်ကျင်နေတဲ့လက်နက်ကိုင်ခွဲတပ်ရေးအင်အားစုချုပ်ကခရီးရန်တွေကိုပြစ်မှတ်ထားတဲ့ဆူလိုက်ပြုံလိုက်သဖြင့်မှုတွေကျွလွန်နေလို့လူအရင်စစ်စင်ရတဲ့တုံ့ပြန်မှုပြင်ဆင်ထားတဲ့ကြောင်းပြီးခဲ့တဲ့သတင်းဘက်ကမှထရန့်ကအမေရိကန်စစ်ဘက်ကိုညွှန်ကြားခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့နိုင်ဂျီးရီးယားဆိုရကသဘောထားတောင်းပြန်ရမှာတော့အရင်ကတည်းကထုတ်ပြန်ပြီးတဲ့အတိုင်းအဲ့ဒီလက်နက်ကင်အင်အားစုတွေကိုအမေရိကန်ကကူညီတိုက်ခိုက်ပေးမယ်ဆိုရင်နိုင်ငံချုပ်ချာအာဏာကိုလည်းမထိခိုက်ဘူးဆိုရင်ဝမ်းမြောက်ဝမ်းသာစွာလက်ခံကြိုဆိုမယ်လို့ပြောပါတယ်ဒါပေမဲ့အာဖရိကတိုက်အနောက်ပိုင်းနိုင်ငံမှာခရီးရန်တွေကိုတိကျပြစ်မှတ်ထားပြီးတော့ဖိနှိပ်မှုတပြုံးမှုတွေတော့မရှိပါဘူးလို့နိုင်ဂျီးရီးယားဆိုရကငြင်းချက်ထုတ်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာလှုပ်ရှားနေပြီးအကိုင်နာနဲ့ဆက်စပ်တဲ့ဂျမ်ဖတ်အဖွဲ့အစည်းတွေဘိုကိုဟာရန်စစ်သည်ကြောအဖွဲ့တွေဟာအရက်သားတွေကို ပြစ်မှတ်ထားသဖြင့်လည်းခရီးယန်တွေကိုကြီးတီးကြပြစ်မှတ်ထားတာမဟုတ်ဘဲလူမျိုးဘာသာမျိုးရန်လိုတိုက်ခတ်နေတာလို့အစိုးရကပြောပါလေ။ချွန်ကတော့နိုင်ဂျီးရီးယားမှာခရီးယန်တွေကိုပြစ်မှတ်ထားတဲ့လူမျိုးတုံးသဖြင့်မှုတွေရှိနေတယ်ဆိုတဲ့အယူအဆကိုဆက်လက်ဆွဲကြိုင်ထားပါလေ။ နော်မန်ဒီကနေ့မှာစီအီအာတုံ့ပြန်နိုင်ခြင်းချင်းချောက်မှုကိုနှစ်ဆတိုးလိုက်ပါတယ်။သူကလေကြောင်းတိုက်ခိုက်မှုတွေတမကပဲပုံမကျဲ့ပြတဲ့စစ်စင်ရွေးချယ်စရာတွေကိုပါစဉ်းစားတယ်ဆိုပါတယ်။သတင်းထောက်တွေကအမေရိကန်ဟာနိုင်ဂျီးရီးယားစီခြေလင်တက်တွေဆေးလွတ်နိုင်သလားမေးတဲ့အခါဖြစ်ကောင်းဖြစ်နိုင်ကြောင်းဖြစ်နိုင်ကြအားလုံးကိုလည်းစဉ်းစားထားကြောင်းပြောပါတယ်။နိုင်ဂျီးရီးယားမှာခရီးရန်တွေအများကြီးအသက်ခံနေကြကြောင်းအရေးအတွက်အရေးများကြောင်းဒီကိစ္စဆက်ဖြစ်နေတာခွင့်ပြုထားလို့မရဘူးလို့ထွက်ကဆိုပါတယ်။ အာဖရိကနိုင်ငံလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီးလူပေါင်းသန်း၄00ကျော်နေထိုင်ရာနိုင်ဂျီးရီးယားမှာကိုယ်ပိုင်ယုံကြည်မှုကခရစ်ယာန်နဲ့မွတ်စလင်ရောနှောင့်နေပါတယ်။ဒါပေမဲ့မွတ်စလင်အများစုကနိုင်ငံမြောက်ပိုင်းမှာနေထိုင်ပြီးခရစ်ယာန်တွေကတောင်ပိုင်းမှာအဓိကအခြေချပါတယ်။နိုင်ငံရှိမြောက်ပိုင်းမှာဘိုကိုဟာရန်တွေပေါ်မွတ်စလင်ဆိုရောက်လက်နက်ကိုင်အဖွဲ့တွေရဲ့ထိုက်ကြွတောင်းကြမှုဟာအခုဆို15နှစ်ကျော်ကြာမြင့်ပြီဖြစ်ပါတယ်။ထရန့်ကိုထောက်ခံတဲ့အမေရိကန်ကွန်ဆာဗေးတစ်စုဖွဲ့တွေကြားမှာတော့နိုင်ဂျီးရီးယားခရစ်ယာန်တွေအစိုးလိုက်ပြုံလိုက်တပ်ဖြတ်ခံရမှုတွေရှိတယ်ဆိုတဲ့ယုံကြည်မှုကကြကြပြပြရှိနေပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကတော့နိုင်ဂျီးရီးယားမှာခရီးရန်တွေကိုကြည်ရွေးချက်တက်တဲ့ကိစ္စတွေရှိနေဆိုတာညင်းတော့ပါလေ။နိုင်ငံရဲ့လက်ရှိလူကြုံရေးချင်းနဲ့ပတ်သက်လို့တော့အစိုးရအနေနဲ့အရန်ကုန်ယူနေလို့မရဘူးဆိုတာဝန်ခံပြောပါတယ်။ဒါပေမဲ့ယုံတန်းဆက်ဆံပြောဆိုမှုတွေကိုလည်းရှင်းပြဖို့လိုအပ်ပါတယ်။ခရီးရန်တွေကိုကြည်ပြတ်မှတ်ထားတဲ့တပ်ဖြတ်မှုတွေဖြစ်နေတဲ့ဆိုတာမှမှန်ကန်ကြောင်းနိုင်ဂျီးရီးယားမှာခရီးရန်လူမျိုးလူမျိုးတုံးတပ်ဖြတ်မှုဆိုတာမရှိကြောင်းပြောပါတယ်နိုင်ဂျီးရီးယားမှာအကြမ်းဖက်တပ်ဖြတ်မှုတွေရှိနေတဲ့ဆိုတော့ချက်လည်းမငင်းနိုင်ကြောင်း ဒါပေမဲ့အဲ့ဒီတပြည့်မှုနောက်ကွယ်ကခရီးရန်တွေကြီးပဲလို့တည်တဲ့ဆိုတာအတည်ပြုမှာမဟုတ်ကြောင်းမွတ်စလင်ရိုးရာနဲ့ကိုယ်ကိုယ်မှုယုံကြည်သူတွေလည်းအသက်ခံရကြောင်းတည်ဆုံးခဲ့သူများစွာခရီးရန်တွေမဟုတ်ကြောင်းဖြေရှင်းပါတယ်။နိုင်ဂျီးရီးယားဆိုရင်ဟာချုံချောင်းအာနာပိုင်ဆိုင်မှုကိုမထိခိုက်ဘူးဆိုရင်ကြံဖတ်မှုကိုတိုက်ဖြတ်ဖို့မိဖက်နိုင်ငံအားလုံးနဲ့လက်တွဲလုပ်ဖို့လည်းအသင့်ရှိပါတယ်လို့ဆိုပါတယ်။သူ့သဘောထားတိုင်းပဲနိုင်ဂျီးရီးယားသမ္မတဘိုလာတီနိုဘူရဲ့ပြောခွင့်အရာရှိကလည်းထပ်လို့ထမြမှတ်ချက်ပေးပါတယ်။ နိုင်ငံချုပ်ချာအာဏာပိုင်လက်ကိုတိမပြုထားသည့်အမေရိကန်ကပေါ်ကူညီမဲ့ခြေနေတွေကိုမိမိတို့လက်ကမ်းကျုံ့နေမှာပဲလို့ပြောတော့ပါတယ်။နောက်တဲ့တဲ့ဘုတ်ပြောချင်ပါတယ်။ဂျာမနီနိုင်ငံမှာယာယီခလုံးကွင်းရှောက်ထားသူယူကရိန်းလူငယ်အရေးအတွက်ဟာတော်တော်လေးကိုမြင့်တက်လာတယ်လို့ဆိုပါတယ်။ယူကရိန်းနိုင်ငံမှာအသက်၁၈နှစ်မှ၂၂နှစ်ကြာလူငယ်မျိုးသားများအားနိုင်ငံခြားခီးသွားလာခွင့်ကန့်သတ်ချက်ဖြေလျှော့ပေးတဲ့နောက်ပိုင်းဂျာမနီကိုယာယီခလုံးကွင်းရှောက်ထားသူအရေးအတွက်များပြလာပါတယ်။ ရုရှားက2022ဖေဖော်ဝါရီမှာယူကရိန်းကိုစတင်ဝင်ရောက်တိုက်ခိုက်ပြီးနောက်ယူကရိန်းဒုက္ခသည်တိတိသမ3000ပါးဂျာမနီရောက်နေပါတယ်။ဂျာမနီရဲ့နိုင်ငံခြားသားများဆိုင်ရာဗဟိုမှတ်ပုံနေရုံမှတ်တမ်းရစစ်ပွဲစတင်ချိန်ကစပြီး2025အောက်တိုဘာအစောပိုင်းအထိယာယီခုလုံးခွင့်ပေးထားသူတသန်း2သိန်းကျော်ရှိပါတယ်။အရင်ကရောက်ခဲ့တဲ့ဒုက္ခသည်အများစုဟာကလေးတွေနဲ့ယူကရိန်းမျိုးသမီးတွေဒါမှမဟုတ်ပြင်ဆင်သားတွေဖြစ်ပေမဲ့ခုခါအသက်22နှစ်အောက်မျိုးသားလူငယ်အများအပြားပါနေပါတယ်။ ယူကရိန်းဆိုရဟာအောက်ဂုတ်28ရက်နေ့ကစတင်ပြီးအသက်16နှစ်မှ22နှစ်ကြားအမျိုးသားတွေနိုင်ငံထောက်ခါခွင့်အတွက်ကန့်သက်ချက်ဖယ်ရှားပေးပါတယ်။ဂျာမနီမှာဗျာဒိတ်ကာကွယ်ရရှိရေးအတွက်မပုံတင်တဲ့အဲ့ဒီအသက်အုပ်စုတွင်ရှိယူကရိန်းမျိုးသားရေးအတွက်အစမတန်မြင့်တက်လာစေပါတယ်။ဂျာမနီပြည်ထောင်စုဌာနထုတ်ပြန်ကြေးအရအရင်ကတပတ်ကိုတရားခန်းကနေခုတပတ်ကိုတစ်ထောင်နီးပါးတိုးလာပါတယ်။အဲ့ဒီလူငယ်တွေကအချို့ဟာရှုပ်ပြောင်းခြေချသူတွေအတွက်လက်ခံတဲ့စင်နာတွေကိုတိုက်ရိုက်သွားပြီးချို့ကတော့အစပိုင်းမှာ ဂျာမနီမှာရှိတဲ့မိတ်ဆွေသူငယ်ချင်းတွေထံမှာတဲခို့ကြပါတယ်။ဒီလိုပြောင်းရွှေ့တဲ့လူငယ်တွေဟာပညာတတ်တွေများဖြစ်တဲ့အပြင်သူတို့များစွာဂျာမနီမှာနေထိုင်ခွင့်ရဖို့ယာယီကာကွယ်ခေလွန်ခွင့်ရရှိပြီးနောက်ပညာဆက်လက်သင်ကြားဖို့သူတို့အလို့ရှာဖွေဖို့ရှောက်ထားနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။တရုတ်နိုင်ငံရှိရှန်ဟိုင်းဟိုတယ်ဟာလူတူဆွဲဝန်ထမ်းထားရှိတဲ့ကမ္ဘာပထမဆုံးဟိုတယ်ဖြစ်လာပါတယ်။တရုတ်နိုင်ငံရှန်ဟိုင်းဟုန်းကျင်းလေးစိတ်မှာရှိတဲ့ Shangri-La Trader Hotel ဟာ Shanghai ခြေဆိုင် Kino Robotics ကထုတ်လုပ်တဲ့ X-Man I1 ဆိုတဲ့လူလူစရုပ်ကိုအသုံးပြုတဲ့ကမ္ဘာပထမဆုံးဟိုတယ်ဖြစ်လာပါတယ်။ဒီ order အခုကနေ့စဉ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ဧည့်သည်ကြိုတာတန်ရှင်းလောက်တာစားစားပို့တာခီးဆောင်အိတ်တွေတဲတာဒါတွေကိုကင်တယ်ဖို့လူလူဆဲုပ်တွေနဲ့ထူးထူးဆဲုပ်တွေကိုကျော်နှော့တုံးနေပါလေ founders နဲ့တရားထားတဲ့ Aisman R1 ဟာခီးတဲ့တွေကိုတကယ်လူလူစကားပြောလှောက်ရှာမှုတွေနဲ့နှုတ်ဆက်တာမိကုန်းတွေဖြေတာနဲ့ ကျိုးဆိုတဲ့လက်ဆောင်တော်မှာပေးအပ်နိုင်ပါတယ်။သူ့ကိုကိုညီပံ့ပိုးပေးနေတာကတော့ခင်ုံရဲ့တည်သက်တောင်းဝင်တွေရည်ထွက်အတွက်စက်ရုပ်တွေဖြစ်တဲ့အခန်းတွင်းပို့ဆောင်မှုအတွက် W3 ခီးဆောင်အိတ်အတွက် S100 တန်ရှင်းအတွက် C40 နဲ့စားသောက်ဆိုင်အစားဆောင်ပို့ဆောင်မှုအတွက် T10 T3 တို့ဖြစ်ပါတယ်။ခင်ုံက Xman အဝိုင်းကို Rule Oriented တာဝန်ယူအခြေပြုတွေ User Friendly တောင်းဆိုသူအဆင်ပြေမှုနဲ့ Safety First ဘေးကင်းမှုဦးစားပေးဖြစ်ဖို့ပြပါပြီး နှစ်ပေါင်းများစွာလက်တွေ့ဝန်ဆောင်မှုပေးခဲ့တဲ့ data တွေအသုံးပြုတည်ဆောက်ထားပါတယ်ဒီ project ဟာနေ့စဉ်အဝင်ဆောင်မှုလုပ်ငန်းတွေနဲ့ AI လူတူဆေးရုပ်တွေကိုပေါင်းစပ်ရမှာအဓိကခြေလှမ်းသစ်ဖြစ်တာပါတယ်မကောင်းတာကတော့အဲ့ဒီအဆောက်အဦတွေအစားထိုးတဲ့အတွက်လူတွေကတော့လုံးပြုတ်သွားတယ်လို့သိရပါတယ်